ိုင်းတွင်ကျောင်းသားဗီဇာနဲ့တရားမဝင်အလုပ်လုပ်နေသူတွေကိုအရေးယူမိ။ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ထိုင်းအစိမ့်မြင့်ပညာရေးသိပ်ပံသုတေသနအထူးထွန်းစံသစ်မှုဝန်ကြီးဌာန MHESI တို့ပူးပေါင်းပြီးကျောင်းသားဗီဇာနဲ့တရားမဝင်အလုပ်လုပ်နေသူတွေကိုထိရောက်စွာအရေးယူရမှာဖြစ်ကြောင်း The Nation Thailand သတင်းမှရေးသားထားပါတယ်။တရုတ်အင်ဂျင်နီယာတွေဟာကျောင်းသားဗီဇာကိုအသုံးပြုပြီးထိုင်းနိုင်ငံဆားလောက်ရေလုပ်ငန်းတွေမှာတရားမဝင်အလုပ်လုပ်နေကြတာကိုစစ်ဆေးတွေ့ရှိထားပါတယ်။ အလုပ်ပါမယ့်စီမင်းတွေကိုကြောလွှားဖို့နိုင်ငံခြားသားအလုပ်သမားတွေဟာကျောင်းသားဗီဇာကိုအသုံးပြုနေကြတယ်လို့တန်ကြားမှုတွေရှိထားတာဖြစ်ပါတယ်။ CSILA နဲ့ Rhythm General လို့ online platform တွေဟာ LAN ဖုန်းလိုပြည်နယ်တွေမှာလုပ်ငန်းလုပ်ကင်ကြပြီးအဲ့ဒီမှာကျောင်းသားဗီဇာကိုလူတရာအတွက်ဘတ်တစ်တောင်းနဲ့အစ်စ်ပြုတ်လောက်ပေးနေတယ်လို့သတင်းရထားတာဖြစ်ပါတယ်။တချို့သတင်းတွေအရတက္ကသိုလ်တွေနဲ့အစိုးရဌာနတွေကတော့ဒီလိုလုပ်ပေးနေကြတယ်လို့သိရပါတယ်။ တဖက်မှာလည်း MHESIR ဝန်ကြီးကလန်ဖုန်ဘူတီကော်လိုင်းနဲ့တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ပုဂ္ဂလိကတက္ကသိုလ်သုံးခုဟာတရုတ်ကျောင်းသားအလုံးရဲ့ကျောင်းအပ်ခြင်းနေထိုင်ခွင့်တက်တဲ့နဲ့ပြီးစားအမျိုးအစားစတဲ့သတင်းအချက်လက်အသေးစိတ်ကိုပေးအပ်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။